မလေးရှားနိုင်ငံမှာရောက်ရှိအလုံးလုံးကင်နေကြတဲ့မြန်မာနိုင်ငံသားတွေရဲ့ဆွေတော်ကတခုကအဖမ်းဆီးခံရမှုဖြစ်တဲ့အများစုက overstay သမားတွေဖြစ်ကြတဲ့အာမနေ့က23ရက်5လ2025စာဝေးမန်တာလီမှာဖမ်းသွားတဲ့ဗီဒီယိုဖိုက်တခုကိုတွေ့လိုက်ရတဲ့အဲ့ဒီမှာမြန်မာနိုင်ငံသား260ကျော်နဲ့တခြားနိုင်ငံခြားသားစုစု600နီးပါးလောက်ဖမ်းခတ်လိုက်ရတာတွေ့လိုက်ရတဲ့ အဲ့ဒီမတိုက်ခင်တလားနလားလောက်ကဟိုမန်တလီကော့ထဲမှာရိုက်ထားတဲ့ဟိုမာလန်နိုင်ငံခြားသားဘက်ဒီမာလန်နိုင်ငံခြားသားဘက်နိုင်ငံခြားသားတွေအလျမ်းများနေတဲ့အကြောင်းကို complaint တက်ထားတဲ့ video file တစ်ခုလည်း line ပေါ်မှာတွေ့လိုက်ရတယ်အဲ့ဒီရဲ့နောက်ပိုင်းမှာအခုဒီလိုမျိုးအဖမ်းစီးခံကြရတာဖြစ်တယ်အဲ့ဒါမို့လို့ complaint တွေကအရန်ရေးကြီးတယ်ကိုနေရကိုပတ်ဝေါ်ကျင် complaint ရှိပြီဆိုလို့ရှိရင်တော့ဟိုဝေးဝေးရှောင်ရှောင်ပြီးတော့နေတက်တယ်နော် ဲ့လိုပေါ့နော်အဲ့လိုမျိုးဟိုဝင်းထဲမှာစုပြီးနေတဲ့နေရာတွေဆိုလို့ရှိရင်သူတို့ကညာဘက်တွေအဲ့ချိန်မှာလှဖမ်းကြပြီးတော့ပြက်ကျဲနေတဲ့ဟိုနေလူနေရာမျိုးမှာနေကြတဲ့သူလို့ရှိရင်သူတို့ကအလုတ်ချိန်အာလူများမဲ့နေရာဆိုရှင်တော့အလုတ်ချိန်အတွက်လုတ်ချိန်အတွက်မှာဝင်ဖမ်းတယ်အရမလို့ပြောပြချင်တယ် complete ရှိတဲ့ရာဝတ်တွေကအရင်ရေးကြည့်တယ်။စုပြီးနေတဲ့နေရာတွေကလည်းပဲဖန်ဆီးခံရနိုင်ခြေတွေများတယ်။ အရမိုးလို့မလေးရှားမှာနေကြတဲ့အခါကိုရှိလို့ရှိမှမသိအောင်နေထိုင်စေခြင်းနဲ့ဆူညံနေထိုင်တာမိုးရဲ့တောက်စာအော်ဟဲ့ရံဖြစ်နေတာမျိုးတွေမလုံးစေခြင်းဘူးကိုအတွက်နဲ့သူများတွေပါအကုန်လုံးခံကြမှာဖြစ်တဲ့ပြလို့ရှိရင် public area တွေမှာမြန်မာလိုအတန်ကြဲကြဲနဲ့ဖုန်းပြောနေတာနော်ဟိုကြဲကြဲလောက်လောက်နေထိုင်နေတာတွေလည်းပဲမလုံးဖို့ရမေတ္တာရခံခြင်းတဲ့ ီးလို့ရှိရင်သူတို့နိုင်ငံသားတွေနဲ့အလိုက်သက်လေးနေထိုင်ရမှာ ဖြစ်တယ်ပြီးလို့ရှိရင်မြန်မာနိုင်ငံသားတွေကိုတတွေးကိုနီးရနေရာမှာ ထွေးကြတယ်ဟိုမတတတရရတတရှင်းရှင်းမထွေးကြဘူးဟိုပြစ်တလို့ပြစ်ပြစ်နဲ့ထွေးကြတယ်နော်သူတို့နိုင်ငံသားတွေကကိုတတွေးဆိုတအားမုန်းကြတယ်သူတို့လည်းမစားဘူးဟိုအရန်ရော်စရာကောင်းတယ်လို့သူတို့ထင်ကြတယ်အဲ့ဒါမို့လို့အဲ့ဒါလေးတွေကိုလည်းပဲစင်ချင်နေထိုင်ပြီးတော့ကိုယ်အတွက်နဲ့အလုံးအလုံးဒုက္ခမရအောင် နေထိုင်စီလိုပါတယ်နော်